အားသောဝါလာရှိညီကောင်မများအလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမေလ23ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်ပထမဆုံးသတင်းဘုတ်ကတော့နမေကျော်သတင်းတောက်ဒေးဗစ်အော့စတိန်အတီးပူထားခဲ့တဲ့သတင်းနဲ့မကြုံဆလိုက်အောင်မပြီးဆုံးနိုင်သေးသော တိုက်စစ်မှုရှာပုံတော့ဗောလေအဲ့ဒီမှာတော့ debut onstein ရဲ့ပေါ်ပြထက်ချက်ကစိတ်ဝင်စားဖို့ကောင်းတယ်တိုက်စစ်မှုစကားနဲ့စင်နှစ်ယောက်ထက်တယောက်ရောက်မယ်ဆိုတဲ့ပုံစံမျိုးပြောသွားတယ် onstein ရဲ့ပြောသွားတဲ့စကားတွေကိုကျွန်တော်ပြန်ပေါ်ပြပေးမယ်ကျွန်တော်ကြားမိသလောက်တော့အာဆင်နယ်နဲ့နီးစပ်နဲ့တိုက်စစ်ကစားမကနှစ်ဦးပဲရှိတယ်ဘာဂျမင်ဆက်စကိုနဲ့ဗီတာယောဂရက် ဒီနှစ်ယောက်စလုံးကနေပြီးတယောက်ကတော့အနည်းဆုံးရောက်သွားနိုင်ကြရှိတယ်။အာဆင်နယ်တို့ကတော့အဲ့ကစားမနှစ်ဦးနဲ့ပတ်သက်ပြီး final decision မချသေးဘူး။ဘသူ့ကိုခေါ်မလဲဆိုတာ။ဒါပေမဲ့ player နှစ်ယောက်စလုံးရဲ့ data အချက်လက်အသေးစိတ်အာဆင်နယ်မှာရှိနေပြီးတော့သူတို့ကဒီကစားသမားနှစ်ဦးတည်းကတဦးကိုခေါ်ဖို့အတွက်ခေါင်းချင်းဆိုင်ပြီးဆွေးနွေးနေတယ်ဆိုပြီးတော့ဖော်ပြသွားတယ်။ဆိုလိုချင်တာကတော့ Sasco နဲ့ Peter Yogret နှစ်ယောက်တည်းတယောက်ကတော့အာဆင်နယ်စီရောက်မစိုးပုံစံမျိုးသူပြောသွားခဲ့တယ်ဗောလေ။အဲ့ဆိုတော့ဒီသတင်းအပြင်ကိုမှနောက်ပြီး Chelsea သတင်းထောက် LS Gobert ဖော်ပြထားတဲ့သတင်းလေးကိုလည်းကျွန်တော် ဖော်ပြပြီးမယ်။ အဲ့ဘေးကဟိုးလုံးလေးကသတင်းတော်များမှန်ခဲ့တာအခုသူပါပြောထားလို့ဆိုတော့ဗစ်တာယောကအာဆင်နစီရောက်လိမ့်မယ်တဲ့ အဲ့လိုတော့ပြောထားတယ်သူကသူ့သတင်းတွေကလည်းမှန်လိမ့်မှန်တာရှိရဖြစ်တဲ့အတွက်ကျွန်တော်ကြားညက်ပြီးဖော်ပြထားတာနောက်ထပ်သတင်းတောက်တယောက်ဖြစ်တဲ့ဒါတင်းနီဝင်တစ်ကက်ဖော်ပြထားကြရဆိုတော့ဘန်ဂျမင်ဆက်စကိုဒီအာဆီနယ်ရဲ့ဦးစားပေးတိုက်စုံဖြစ်တယ်ဆိုပြီးဖော်ပြသွားတယ်တင်းနီဝင်တစ်ကတော့နောက်ပိုင်းသတင်းလေးနည်းနည်းမှားလာတာသတိထားမိတယ်အရင်တော့သူလည်းနာမည်ကောင်းတော့ရခဲ့ဘူးတယ်အဲ့တော့သတင်းတွေကဘလို့ပဲထွက်ထွက်တော်တော်များသတင်းတွေကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ပီတာယိုဂရက်နဲ့ဆက်စကိုနှစ်ဦးတည်းကတယောက်ကတော့အာဆီနယ်စီရောက်မယ် ဆိုလိုချင်တာရွေးချယ်စရာရှိလို့ကိုအာဆင်နယ်ကအချိန်ယူစဉ်းစားနေပုံရတယ်။ဒါပေမဲ့တော်တော်များသတင်းတွေရဖော်ပြထားကြရစိတ်ချတဲ့သတင်းဆိုတွေအရဆိုရင်တော့ပီတာယောဂရက်နဲ့အာဆင်နယ်ကပုံကိုယ်ရေးသဘောတူညီမှုအပြုံမှာအာဆင်နယ်ကအဲ့ကစားသမားအတွက်ငွေသုံးဖို့ ready ပဲ။ကစားသမား ဒီ final ကံပြီးတဲ့အချိန်ကိုအာဆင်နယ်ကလေးစားမှုပြီးနဲ့စောင့်နေလို့လည်းကြားသိရဘလို့ပဲဖြစ်ဖြစ်နှစ်ယောက်ထဲကတယောက်ရောက်လာရင်တော့တကယ်ကျွန်တော်တို့ရဲ့နွေရာသီတိုက်စစ်မှု mission ကအောင်မီပြောလို့ရတယ်အဲ့တော့ဒီတိုက်စစ်မှုနှစ်ဦးနဲ့ပတ်သက်တဲ့ data ချက်လေးကြုံကြည့်လိုက်အောင်ဘယ်သူကတားတယ်ဘယ်သူကနိုင်တော့မဟုတ်ဒါပေမဲ့အသက်ရွယ်ပိုင်းဆိုင်ရာ twin go ရဲ့ပြောင်းရွှေ့ကြေးဘယ်လောက်တော့မလဲဆိုတော့ကျွန်တော်တခါတည်းနှိုင်းရှင်ပြသွားမယ်ဒေတာရောကတ်ကတော့အသက်26နှစ်ရှိပြီ Benjamin Sasko သည်22နှစ်ဆရာသမားတော့9နှစ်ပုံငယ်တယ်ဒါပေမဲ့26နှစ်ရဲ့အတွေ့အကြုံရင် ပေါ်တူဂီလိမှာကျန်းကျင်နိုင်ကျန်းနေတဲ့ကစားသမားတူကိုခေါ်မလားဒါမှမဟုတ်ပိုတရှယ်မြင့်ဂျာမန်ဘွန်ဒလီကာမှာအတော်သင့်နဲ့ခြေစွမ်းပြပြီးဖြစ်တဲ့အသက်လဲငယ်သေးတဲ့ဆက်စကိုအချိန်ပေးပြီးခေါ်တော့မလားဒါတော့နှစ်ကူရက်တခုရွေးရတော့မှာနောက်တစ်ချက်ကကြတော့ဒီပေါ်တူဂီလိမှာပြိုင်ပွဲဆုံးပွဲပေါင်း90မှာ42ပွဲပွဲထပ်ထားပြီးတော့53ဂိုးသွင်း10လုံးဖိုင်ထားတယ် သွင်းကိုဖန်တီးမှု63လုံးလှုပ်ထားပြလို့ရတယ်ပစ်တာယောဂရက်ကအဲသူကအဲ့ချန်ပီယံလိရှစ်ပွဲမှာ69သမီးတလုံးဖိုင်ထားတယ်။ဘာကြောင့်ချန်ပီယံလိထည့်ပြောလဲဆိုတော့မင်းကပေါ်တူဂီမှာပဲ9သွင်းတက်တာဆိုတဲ့စကားတွေကိုကျွန်တော်ကတသက်ထင်သာမြင်သာရှိအောင်ပြခြင်းလို့ဒါကြောင့်ချန်ပီယံလိမှာဒီစားမှ9သွင်းနိုင်ခဲ့တယ်ဆိုတာပြတာ။တစ်ဖက်ကဘာဂျင်မင်ဆက်စကွာကျတော့သူတို့ဂျာမန်ဘွန်ဒလီကာမှာအသင်းနဲ့ရလဲပါပေါ့လေပြိုင်ပွဲဆုံး45ပွဲမှာပွဲပေါင်း40ဝင်ဆော်ထားတယ်22ဂိုးသွင်း6လုံးဖိုင်ထားတယ်ချန်ပီယံလိ10ပွဲမှာ4လုံးသွင်းထားတယ် တစ်ဖက်ကပီတာယိုဂရလောက်တော့ချန်ပီယံလိမှာသူဂိုးမသွင်းနိုင်ခဲ့ဘူးဒါပေမဲ့ပေါ်တူဂီလိထက်ဆောင်ရင်တော့ဂျာမန်ဘွန်ဒလီကပုံမြင့်တယ်ဒါကအရှိတရားပဲပိုပြီးခက်ခဲတဲ့အတွက်ဒီလောက်ဂိုးပဲရတယ်လို့ကျွန်တော်နားလည်ပြလို့ရတယ်ဒါပေမဲ့ချန်ပီယံလိသွင်းကိုအရဆိုရင်တော့ပီတာယိုဂရကပိုပြီးကောင်းနေတယ်အဲ့ချက်တော့ရှိရအတိတ်ပဲရဆိုရင်တော့ဘန်ဂျမင်ဆက်စကောပိုကောင်းတယ်အဲ့တော့ပြောင်းရွှေ့ကြီးကြောင့်ပြောလိုက်အောင်ပြောင်းရွှေ့ကြီးအရဆိုရင်ပီတာယိုဂရက ယူ65ဆန်း3နာနဲ့ခေါ်လို့ရပြီကျွန်တော်ပေါင်နဲ့မပြောတော့ယူနဲ့ပဲပြောတော့မယ်ဒါပေမဲ့ဘန်ဂျမင်ဆက်စကိုကယူတန်းတရာလောက်သုံးရမယ်ဒါတော့မှအဝယ်လိုက်လာလို့လိုချင်တဲ့သိနေအများရင်ဈေးဆွဲတွင်သွားဖို့ရှိတယ်အသက်ကလည်း22နှစ်ပဲရှိတယ်တစ်ဖက်ကစပိုတင်ကကျတော့ဒီပီတာယိုဂရက်နဲ့ agreement ပိုင်းဆိုင်ရာ gentleman agreement ရှိတာဖြစ်တဲ့အတွက်65သက်တဲ့ပုံမတောင်းဆိုတဲ့ report လည်းကြားသိရတယ်အဲ့ဆိုပီတာယိုဂရက်ကိုခေါ်လို့ရှိရင်တော့အာဆင်နယ်တို့35သန်းလောက်တတ်တာသွားမယ် ဆက်စကိုခေါ်မယ်အစားဆိုလို့ရှိရင်မို့လေအဲ့35တန်းကိုနီကိုဝီလည်းဖြစ်ဖြစ်အခြားကစားသမားတူဦးဝယ်တာဖြစ်ဖြစ်ဘတ်ဂျက်ပို့ပြီးသုံးလို့ရသွားမယ်ဒါကျွန်တော်အတွေ့အဲ့တော့ညီကိုတို့ဒီနှစ်ဦးတွေကဘသူ့ကိုခေါ်စီခြင်းလဲဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Sammy Mobile 81ကိုဖော်ပြထားတာဒါကတော့ Leonardo Trossard နဲ့ပတ်သက်ပြီးတော့ဗောလေမနက်ခင်းသတင်းတော့ကျွန်တော်ဖော်ပြခဲ့ဘူးသေးဒါပေမဲ့မနက်ခင်း2နာရီခွဲလောက်မှဒီသတင်းထပ်ပြီးတက်လာတဲ့အခါကျတော့ကျွန်တော်မနက်ခင်းသတင်းမှတ်မိတော့အဲ့တော့ Trossard နဲ့ပတ်သက်ပြီးတော့စိတ်ချတဲ့သတင်း ဆမ်ပီမိုဘယ်81ရဲ့ဖော်ပြထားချက်အရဆိုရင်တော့အာဆင်နယ်နဲ့ထရော့ဆက်ချာဆွေးနွေးမှုတွေကဖိုင်နယ်အဆင့်ကိုရောက်သွားပြီးနောက်ဆုံးအဆင့်ရောက်သွားပြီးကစားသမားနဲ့ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာလည်းအဆင့်ပြေပြီးငွေကြေးတချို့နဲ့လက်မှတ်ထိုးဖို့ကိစ္စတချို့ပဲကြံတော့ဆိုပြောပါတယ်ကျွန်တော်အမြင်ရဆိုရင်တော့85ရာခိုင်နှုန်းလောက်ပြီးစီးသွားပြီးဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက sorry ကလပ်တရဲ့ကံလတ်မှုလျန်နိုထရော့ဆက်ကပယ်ချခဲ့တဲ့အာဆင်နယ်မှာပဲဆက်ပြီးနေခြင်းနဲ့အဲ့အတွက်လည်းအာဆင်နယ်ကလက်ရှိထရော့ဆက်ရနေတဲ့တပတ်ပေါင်း6000ကနည်းတယ်လို့ခံယူထားတာဖြစ်တဲ့အတွက်အသင်းတာဝန်ရှိတဲ့ရဲ့အယောပဲလာစာတိုးမြင့်ပေးသွားမယ် ဒါပေမဲ့ contract ကိုတော့အသက်30ကျော်ကစားမှဖြစ်တဲ့အတွက်နှစ်တိုပဲချုပ်မယ်ဆိုပြီးတော့နောက်ဆုံးရသတင်းတွေကသိရပါလေ။အဲ့တော့ဒီအခြေအနေကလည်း trust ကိုအခုမှစပြီးအသင်းကလက်ပူတိုက်ပြီးလောက်တာမဟုတ်ဘူး။ကြံခဲ့တဲ့စောင်းစည်းကကြံခဲ့တဲ့ December လောက်တည်းကစကားပြောဆိုထားခဲ့တာ။အခု Andre Barter ရောက်လာတဲ့ခါမှာတော့ပိုပြီးမြန်သွားပါလေ။ဒီနေရာမှာတခုပြောချင်တာက Andre Barter အပြောင်းအယူဈေးကမှနည်းနည်းနှီးနေလား။ဟိုသတင်းထွက်တာဘာကြောင့်လူမခေါ်သေးလဲဆိုကျွန်တော်တို့မှာကအားသား director ရဲ့ duty က ပြင်ပကစားမခေါ်တာတွေမဟုတ်ဘူးအတွင်းနေရကစားမအခုလို့တတန်းတိုးတာလည်းရှိရဲအဲ့တော့ကျွန်တော်တို့ကဟိုသူဘာတွေလုံနေလဲဆိုတာထက်သူ့အလုပ်တွေတနေ့တစ်ခုပြီးသွားတယ်ဆိုရင်ပဲဒါကျေနပ်မယ်ဒီထားပေါ့လေနွေထရန်စဖာဖွင့်လို့ရှိရင်တော့အဲ့ဒီပိုင်းကိုပို့ပြီးသူတို့အပြင်ပကစားမခုံမှုဦးစားပေးလိမ့်မယ်ထင်တယ်အသက်30ရဲ့ဘယ်လ်ဂျန်သားတော့အာဆင်နယ်မှာပျော်နေပြီးတော့ထရော့ဆက်လိုကစားသမားမျိုးကိုတတန်းတိုးနိုင်ပြီးအရန်ကုန်မှာထားနိုင်ရင်တော့ဒါအသင်းရဲ့စကွတ်တော်တော်လေးတောက်သွားမှာထရော့ဆက်ကိုလုံးဝမတုံးနဲ့ဗျာ မိနစ်60နောက်ပိုင်းကျမှအရန်ကောင်းနေပြီစူပါဆက်ထက် တကယ်အားကိုးရမှာသုံးပွဲမှာနှစ်ပွဲလောက်ကတော့အသင်းအတွက်အလှည့်ပြောင်းတစ်ခုလုပ်ပေးလိုက်မယ်ပလေယာတိုက်ထဲမှာရှိတယ်အသက်30ဆွန်းဆွန်းဖြစ်လာပြီဆိုမြဲသူ့ရဲ့တိုက်မျိုးကအရက်နဲ့နဲ့ပုပြက်ပြက်နဲ့ စတာမီနာခြွေပြီးဆော့တက်တဲ့ပလန်မျိုးဖြစ်တဲ့အတွက်နောက်ထပ်နှစ်နှစ်လောက်တော့ကောင်းအာဆင်နယ်တို့သုံးလို့ရသေးတယ်။ဒီရာသီမှာလည်းတက်စစ်ဆုံးမှာလူတွေဒဏ်ရာတွေအများကြီးရတဲ့ချိန်မှာအသင်းကိုထမ်းတင်ပေးခဲ့တဲ့ပလေယာတွေကတယောက်၁၉သမီး၈လုံးဖိုင်ထားတယ်။အဲ့တော့သူ့အတွက်ကျွန်တော်တို့ Brighton ဆီကနေ Euro 24တန်းနဲ့ခေါ်ပြီးသုံးခဲ့တာကကြေတဲ့အပြုံမှာမျက်တောင်မျက်နှာကြီးပြောလို့ရတယ်။ တတိယမြောက်သတင်းဘုတ်ကတော့ DIOES ကဖော်ပြတာဟုတ်လေဒီသတင်းကတော့တိတ်စို့မခိုင်ပါဘူးဒါပေမဲ့ကျွန်တော်ညီကိုတွေက Rory ကိုနဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းတချို့သိကျင်မှာစိုးတဲ့အတွက်ကျွန်တော်ဒါကိုထည့်သွင်းဖော်ပြပေးတာတိတ်လည်းဒီသတင်းကမခိုင်မာတာဖြစ်တဲ့အတွက်တတိယမြောက်သတင်းဘုတ်အဖြစ်ထည့်ပေးထားပါဘောလေ DIOES ဆိုတာကတစ်ချိန်လုံးကနီးပြမီခီအိုက်တာဘာစီလိုနာအသင်းနီးပြဖြစ်စိတ်ဝင်စားတဲ့ဘာညာတလွဲတွေဖော်ပြခဲ့ဘူးတဲ့သတင်း အဲကြောင့်မို့လို့ကျွန်တော်တတိယမြောက်သတင်းဖြစ်ထည့်ထားတာရိုဒီဂိုနဲ့ပတ်သက်ပြီးနောက်ဆုံးရအခြေအနေလေးကျွန်တော်ညီကိုသိပါစီတော့ဆိုပြီးတော့ဘာသာမျိုးထည့်ပြီးတာပေါ့လေမက်ဒရစ်အခြေစိုက် DIU ASK ဖော်ပြထားချက်အရစပိန်လာလီဂါကလပ်ရီယယ်မက်ဒရစ်သင်းတက်စစ်တောင်းပန်ကစားသမားရိုဒီဂိုကနီးပြသစ်ဇာဘီအလွန်ဆိုရဲ့လက်အောက်မှာနေရာတနေရာရနိုင်မယ်လို့ယုံကြည်နေတယ် သူ့အနေနဲ့နီးပြားတက်ကလူမရှိဘူးဆိုရင်ထွက်ခွာသွားမယ်ဒါပေမဲ့သူစူးစမ်းကြည့်ကျင်သေးဆိုပုံစံမျိုးရေးသားထားတာတွေ့ရဆိုလိုချင်တာကမထွက်ချင်သေးဘူးရီးယဲမှာရားတလောက်တော့တနေရာတိုက်ပွဲဝင်ခြင်းဆိုပုံစံမျိုးရေးသားတယ်လုံးဝမထွက်ဘူးလို့တော့ညင်းထားတာမဟုတ်ဘူးအဲ့တော့ဒီတဲ့တင်ဌာနသည်အရန်ယုံကြည်တဲ့တင်ဌာနတော့မဟုတ်ဘူးဒါပေမဲ့စပိန်ပြည်တွင်းရီးယဲနဲ့နီးစပ်တဲ့တင်ဌာနဖြစ်တဲ့အတွက်ရှော့တွက်လို့လည်းမရပြန်ဘူးဒါပေမဲ့ဒါကျွန်တော်ကတော့နောက်ဆုံးရအနေထားနဲ့ထည့်ပေးထားပါလိဒီတဲ့တင်ကိုအဲ့တော့ဒီကစားသမားရဲ့အေဂျင့်ကတော့အာဆင်နယ်ဆက်သွယ်ခဲ့တာတကယ်အမှန် အာဆီနီကလည်းဒီကစားမနဲ့ပတ်သက်ပြီးစိတ်ဝင်စားဆိုတာတကယ်မှန်ဒါနဲ့ပတ်သက်ပြီးအာတီတောက်ကိုဒီကြံခဲ့တဲ့ဒီမနေ့ရက်တုန်းကအင်တာဗျူးတချို့မှာမေးတဲ့အခါအိုက်တာကပြောလဲဆိုတော့အဓိကဖလားတွေလိုချင်တော့ရှယ်ဆိုတဲ့ကစားမမျိုးတွေကျွန်တော်ဆွေးနွေးရမှာပဲ twin go တွေဖန်နီးမှုတွေကိန်းကနဲအချက်လက်တွေနဲ့အသင်းအတွက်မတူညီတဲ့ပုံစံမျိုးတွေဂိုးတွေရယူပေးနိုင်မဲ့ကစားသမား position အမျိုးမျိုးအတွက်ကျွန်တော်တို့ခေါ်ဖို့အတွက်လိုအပ်တယ်ဆိုပြီးပြောရခဲ့ဆိုလိုချင်တာကဟိုမင်းတို့ကြားတဲ့ player ကြီးလည်းဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးဒါ မီဒီယာတွေကို hint ပေးသွားခဲ့တဲ့သဘောပေါ့လေသူကတော့ဘယ်တော့မှတဲမပြောဘူးဝမ်တာစီယာအထင်ကြီးရှိနိုင်ပါတယ်ဘာညာအဲ့လိုလှက်ပက်ပြီးဖြည့်တက်တဲ့နေပြတယောက်အဲ့တော့24နှစ်ရဲ့ဘရာဇီးသားက2028ခုနှစ်တော့တက်တန်းရှိသေးတယ်မာတီနိုင်နဲ့ပတ်သက်ပြီးအာဆီလိုရောင်းမယ်ဆိုတဲ့တည်ငြိမ်ထွက်လာခြင်းမှာပဲ quality player တဲ့တည်ငြိမ်ထွက်လာဆိုတာကတိုက်ဆိုင်မှုတော့မဟုတ်ဘူးမာတင်နယ်ဒီအတွက်ကျွန်တော်တို့ကတ်ထားတဲ့ပေါင်သန်း90ဦးသားရဲ့ရုံနဲ့တသိန်းသိန်းကလာပြီးပေးခဲ့မယ်ဆိုရင် အခုအာဆင်နယ်ကြိုက်နေကြတဲ့နီကိုဝီဒန်တို့ရိုဒီဂိုတို့ကိစ္စကဒီထက်ပိုပြီးချောမွေ့နိုင်ွယ်ရှိတယ်။အာဆင်နယ်အခုပြစ်မှတ်ထားနေကြတာအထောင်တက်စစ်မှုဝယ်ပြီးမှတောင်မန်ဝယ်မလားတောင်မန်ဝယ်ပြီးမှတိုက်စစ်မှုဝယ်မလားဆိုတာပဲတစ်ချက်ပဲ။ကျွန်တော်အထောင်ရင်ဝယ်သေးခြင်းနဲ့ပြီးတော့မှတောင်မန်တိုက်စစ်ကမှတူဝယ်လိုက်ပြီးတော့အော်သူ့ကိုလည်းအထောင်သုံးလို့ရပါဆိုပြီးဆွစ်ချင်းသုံးဝရင်ဒုတိယခါရပဲရောက်လာမဲ့ပုံစံမျိုးဖြစ်သွားအောင်ပါ။အဲ့ဒါတော့တစ်ချက်ကြောက်ရတယ်။အဲ့ဒါဆိုတော့ ဒီလိုမျိုးကစားသမားအတွက်အာဆင်နယ်တို့ဘယ်လောက်သုံးမလဲဆိုတာတစ်ချက်စိတ်ဝင်စားဖို့ကောင်းတယ် transfer market မှာတော့ euro တန်100တန်ကြီးရှိရယ် real တို့ကတော့ euro တန်80လောက်ရရင်ရောင်းချသွားမယ်ကစားသမား real ကိုရောင်းကျင်တယ်လို့အတန်လွှင့်တာ ਨੇ ထွက်ကိုထွက်တော့မှာအဲ့ဒါဘာကြောင့်လဲဆိုတော့ real matrix ကအလိုမရှိလို့ဆိုကစားသမားတွေကသူတို့ပွဲထုတ်ခွင့်အတွက်သွားမှာပဲအခုက real က rodrigo နဲ့ပတ်သက်ပြီးရောင်းမယ်လို့တရားဝင်မပြောသေးတာဖြစ်တဲ့အတွက်လာမယ့်နီးပြအစ်စ်ဇာဘီလို့ဆိုလက်အောက်မှာသူကတရားဝင်နေတာ အဲ့တော့ရိုရီကိုရောက်လာသည်ဖြစ်စေနီကိုဝီလျံရောက်လာသည်ဖြစ်စေတေယာတခွတော့နှစ်ယောက်တည်းတစ်ယောက်အာဆင်နယ်စီကိုတောင်ပံပိုင်းတော့ရောက်မှထင်တယ်ဒီလူရီနဲ့တော့ဆက်သွားလို့မရဘူးဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပံပိုးပြီးတဲ့ရှူဘောလုံး online အကျုံလဲကျေးဇူးတင်ပါတယ်အမဆောမယ်ဆိုတော့ဘိုင်ဘာဖုန်းနံပါတ်3ယောက်ကို6939ကို63လုံး2ခုဆက်သွေးပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်အိုက်ဘက်ကိုကို sport internet နဲ့5လုံးမိတူကိုကစားမယ်ဆိုတော့ကျော်စုတ်ထုတ်လို့ခေါ်တဲ့ကျွန်တော်နဲ့လက်တွဲထားတဲ့ရှူဘောလုံးမှာလာပြီးကစားဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ် ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့လန်ရှီးယားရွေးချယ်ထားတဲ့ပရီးမီးယားလိဂ်တင်းအော့သ်ဆီဇန်နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးတော့မှာပါပရီးမီးယားလိဂ်ကကံမှုပွဲစဉ်38ကြံတဲ့ဒါပေမဲ့ဆရာသမားတို့ကတော့စောစောစီးပဲရွေးချယ်လိုက်ပြီးပရီးမီးယားလိဂ်ရဲ့တရားသည့်အကောင်းဆုံး၁၁ယောက်နဲ့မန်နေဂျာမန်နေဂျာကတော့ပရီးမီးယားလိဂ်ချန်ပီယံအာလီစလော့ကိုရွေးချယ်သွားခဲ့တကယ်လည်းထပ်တိုက်တယ်မှာပဲဂိုးသမားညမှာဆိုတော့သူကအလီဆုံဘက်ကောက်ကိုရွေးချယ်သွားတယ်လောလောဆယ်တော့ရွှေလက်အစ်စုရဖို့ ရေပန်းစားနေတဲ့စိတ်ထဲမှာဆိုတော့လီဆွန်ဘကားမပါဘူး။ခန်းစစ်၄ယောက်တမှာဆိုတော့ဝီလျံဆာလီဘာပါလာခဲ့တယ်။နောက်ပြီးတော့အသင်းတိုင်းဒီဘလိုချင်နေခဲ့တယ်။ဘုံမောက်ကကတ်ကက်၊လီဗာပူးတင်းရဲ့ခန်းစစ်မူဘာဂျက်ဗန်တိုက်၊ညာဘက်ချက်မှာတော့ခရစ်စတယ်ပယ်လီရဲ့မူနောတို့ကပါဝင်လာခဲ့တယ်။တကယ်ကိုကောင်းတဲ့ပလေယာတွေကြီးပဲ။ကွင်းလည်းတောင်းတမှာဆိုရင်တော့ဒီကလန်ရိုက်အင်္ဂလန်သားအာဆင်နယ်ကိုစားပြုပါလာခဲ့တယ်။ပြီးတော့မတ်အလစ်စတာရီယဲနဲ့တရင်ထွက်နေတဲ့ပလေယာပါလာခဲ့တယ်။နောက်ပြီးတော့တိုနာလီလိုမျိုးတကယ်ကိုမှနယူကာဆယ်တင်းရဲ့ကွင်းလည်းအင်ဂျင် သူလည်းပါလာခဲ့အထောင်သုံးယောက်နေရာမှာတော့မိုဟာမက်ဆာလက်ထဲ့ဦးထဲ့ရပါဒီယာဒီယာမိုဟာမက်ဆာလက်ရဲ့ prime time ပဲနောက်ပြီးတော့လက်ဇနတ်အီဆက်တကယ်ထဲ့ရမှာပဲနောက်တော့ကတော့အာဆင်နယ်ရဲ့တည်င်းမကြာခဏထွက်လိရှိတဲ့ Brian Ambumo အဲ့တော့ဒါကတော့အလန်ရှက်ယူချစ်ထားတဲ့ Premier League Team of the Season နဲ့ပတ်သက်ပြီးအကောင်းဆုံး17ယောက်နဲ့နီးပြပဲဖြစ်ပါတယ်ညီကိုတို့နဲ့အကြိုက်တွေလူရှိလားခွန်မဝင်ရောက်ရေးသားပြီးတော့အောင်အာဆင်နယ်နဲ့ပတ်သက်ပြီးကိုစားပြုလာတော့ Declan Rice နဲ့ William Saliba နှစ်ယောက်ပဲပါဝင်လာခဲ့ပါတယ်အဆုံးထိကြည့်ပြတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ